လမ်းပေါ်မှာကပြပြီးရောလူခံလို့ရှာတာတဲ့3900ကိုကျိုးရှိရှိလူတန်းသွားမယ်ပို့တူအားလုံးပဲမင်္ဂလာပါရှင်သစ္စာလေးဘေးညူပေးကနေပြန်နေကကျိုးဆိုးလိုက်ပါတယ်မုတ်ပြင်းနေဘေးလင်းတောင်ဆောင်ကပို့တူဟာတတော်ဆယ်လီဘွားကနေခုဆိုရင်တော့တကူတော့ပရိုက်တာသမားတရားဖြစ်လာခဲ့ပါပြီ တဘာဝဘေးနဲ့ကြုံတွေ့လာချိန်မှာတော့ပို့တူဟာငန်လီဘေးတင်တဲ့ဒေသတွေကိုကုညီချင်းစိတ်ဖြစ်လာခဲ့ပါရီ။ဒါကြောင့်ရန်ကုန်မှာပို့တူဟာတူတက်ထားတဲ့အကလေးနဲ့ကပြပြီးတော့ဒဂိုတော်ဖြိုပြပေးနေပါရီ။ပို့တူဟာနှစ်ရက်အတွင်းမှာကပြဖြိုပြပြီးတော့အလှခံခဲ့တာ3900ကျော်ရရှိသွားပြီဖြစ်ပြီးတော့သိန်းထောင်ချီရအောင်ဆက်လက်အလှခံသွားအောင်ပါ။ပို့တူဟာငန်လီဘေးတင်တဲ့ဒေသတွေထဲမှာလူရောပေါက်နေတဲ့ဒေသတွေကိုပါအသွားရလူတဲ့နေသူဖြစ်ပြီးတော့ရောဂါဝေနာခံစားရသူတွေအတွက်ပါကုညီနေပါရီ။ ဘူတူဟာငရင်းပေးမဖြစ်ခင်မှာလဲခွဲစိတ်ဖို့လိုအပ်နေတဲ့ကလေးတွေစေယုံတက်ဖို့လိုအပ်နေတဲ့ကလေးတွေအတွက်အထူးကလှူဒန်းပေးခဲ့ပါရီငရင်းပေးကဝင်ရောက်လာခဲ့တာကြောင့်ဘူတူဟာဒီအတွက်ဦးစားပေးပြီးတော့လှူခံနေရပါရီလော်ခဲ့တဲ့ရှပိုင်းကစကိုင်းတိုင်းဘက်ကိုသွားရလှူဒန်းခဲ့တဲ့ဘူတူဟာအခုတခါမှတော့ရန်ကုန်ကိုလာရောက်လှူခံနေပါရီဘူတူဟာဘတ်စကားသွားလာများတဲ့နေရာလေးမှာတချင်းနေဖွင့်ပြီးတော့ကပြနေပြီးတော့ငရင်းပေးတဲ့ပြည်သူတွေအတွက်လှူခံနေပါရီတိချာမကတတ်ပေမဲ့လေသူရဲ့စေတနာကြိုးပေးကြောင့်ထဲဝင်လူတန်းသူတွေကများပြားပါရီဘူတူဟာဘတ်စကားမှတ်တိုင်တွေဈေးတွေမှာ ဆောင်းမော်လေးဖွင့်ပြီးတော့တချင်းနဲ့ညီလိုက်ကနေပြီးတော့လက်ကလေးကလည်းအလူခံဘုံကိုကင်ထားပါသေးတယ်။တကူတော့ဖြုတ်ပြေးပေးနေတာဖြစ်ပြီးတော့ပို့တူရဲ့လူကိုထဲ့ဝင်လူတန်းသွားကြပါရီ တနိုင်တလောက်ထည့်သွားတဲ့ငွေတွေကိုစုလိုက်တဲ့အခါနှစ်ရက်တည်းမှာ3900ရသွားတာပါ။ငလီဘေးတွေလူအများထည့်ပေးတဲ့လူငွေတွေကိုတစ်ချက်တပြားမှမကျန်အောင်ပို့တူကလှူပေးသွားမှာပါ။ပို့တူကနောက်ထပ်ရလာတဲ့လူငွေတွေကိုငလီဘေးသိနေဒေသတွေကိုသွားရလူတန်းသွားအောင်မှာပါ။ပို့တူကရေဘေးမှာကလေးကဒကူတော်ပရိုက်တာလို့တွေကိုလုပ်နေခဲ့တာပါ။ရေဘေးသိပြည်သူတွေကိုလူတန်းကျင်လို့ပရိုက်တာဖွဲ့တွေကိုဆက်သွယ်တဲ့အခါအဆင်မပြေခဲ့ပါဘူး။ဒကူတော်ပရိုက်တာဖြစ်လှူခဲ့မယ်လို့ပြောတဲ့အခါသူ့ကိုမဖြစ်နိုင်ဘူးလို့ပြောကြပါရီ။ ဒါပေမဲ့ဗုဒ္ဓကမဖြစ်ဖြစ်အောင်စူးစမ်းခဲ့ပြီးတော့ရေဘေးတင်ပြည်သူတွေကိုစတီကူညီခဲ့ပါတယ်။ဆန်နေကိုလူတန်းရှင်ကနေရေဘေးကာလာပြီးဆုံးသွားတဲ့အခါကျမကြီးမကောင်းတဲ့ကလေးတွေကိုလူတန်းခဲ့ပါတယ်။ရေကြည့်ပြီးတော့လာပိုင်းအတွင်းမှာငနေတန်ကိုခင်ရတဲ့မြို့တွေအတွက်ဗုဒ္ဓကထပ်မံစူးစမ်းနေပါတယ်။ဒုတိယကြိမ်သွားလို့ရင်တိန်းတထောင်ရအောင်လူတန်းသွားမှာဖြစ်ပြီးတော့တကယ်လိုအပ်တဲ့နေရာတွေကိုရောက်သွားမှာပါ။ငနေပေးတဲ့ဒေသတွေကိုရောက်တဲ့အခါမှာတော့ဗုဒ္ဓဟာအရန်ကူမှတရားရသွားပါတယ်။အိမ်နေလဲဆုံးရှုံးသွားရတယ်လို့အချို့ဆိုရင်တော့မိသားစုတွေလည်းပြတ်မဆုံးတော့ပါဘူး။ ရန်ဆန်တဲ့ဖြစ်ပျက်တွေကြောင့်ပုတုသားဆိုရင်တော့ယူသွားလောက်မယ်ဆိုတဲ့အထိဆာနာနေပါရင်ပုတုဟာသူတက်တဲ့ကားလေးနဲ့အလုခံပြီးရောလှူရတဲ့အတွက်ပို့ပြီးတော့ဝမ်းတာနေပါရင်ဘက်စကားတွေသွာလာများတဲ့နေရာတွေမှာကပြဖို့ဆိုတာကတော့တော်ရုံမလွဲပေမဲ့လေသူ့ရဲ့စေတနာကကြီးမားတာကြောင့်ကနိုင်သွားခဲ့ပါရင် ဘုဒ္ဓကလူအများကိုကူညီနိုင်ရမယ်ဆိုတဲ့စိတ်နဲ့လှူခံပေးနေပြီးရှက်တာကြောက်တာတွေလည်းမရှိတော့ပါဘူးဘုဒ္ဓကဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့်ဆရာလေးတွေနဲ့တန်ခါတော်တွေအတွက်လည်းလှူဒန်းပေးနေပါရင်သူထံကိုအလှငွေလာထည့်ရင်လည်းဖနှက်ချွတ်ပြီးတော့ရိုးတည်တည်ပြုမှုတတ်တာကြောင့်ဘုဒ္ဓကိုချီးကျူးနေကြပါရင်အရှင်ကတော့တတော်ကိုပျော်စော့ရာကနေခုဆိုရင်ဘုဒ္ဓကလူအများကိုကူညီပေးနိုင်တဲ့လူသားတစ်ယောက်ဖြစ်လာခဲ့ပါရင်ငယ်လေးဘေးတင်ပြည်သူတွေကိုကူညီချင်တာကြောင့်တကူတော်လှူခံပြီးတော့လှူခံနေတဲ့ဘုဒ္ဓအပေါ်မှာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်ဗီဒီယိုလေးကိုစုံတီးကြည့်ရပါခဲ့ကြတဲ့အတွက်အားလုံးကို 接受 Demari。